နုပညာမျိုးရိုးရှိရလို့ဖွင့်ဟခဲ့တဲ့မင်းသားချိုယောင်ကို ပရိသတ်များရှင်မကြသေးခင်က The Tale of Lady O.K. နဲ့ The Tromarco တို့မှာပါဝင်သရုပ်ဆောင်ခဲ့ပြီးတဲ့နောက်အဓိကအခန်းကဏ္ဍနှစ်ခုနဲ့ပရိသတ်ဒီအာယုံဆိုင်ခဲ့ကြသလိုသူရဲ့အရေးချင်းကြောင့်လည်းတေချာပေါက်ထိတ်တန်းသရုပ်ဆောင်တယောက်ဖြစ်လာနိုင်တဲ့သူပါ။နောက်ပြီးတော့သူဖခင်ကလည်း1990ပြည့်နှစ်ကကိုရီးယားရဲ့ထိတ်တန်းမော်ဒယ်တွေတယောက်ဖြစ်တဲ့ Cho Sun Ee ဖြစ်တဲ့အပြင်အရက်189စင်တီမီတာရှိပေမဲ့လည်းတခြားဒါရှေ့လျားတဲ့စပင်ပုံစံကြောင့်နာမည် ကြီးလာခဲ့တဲ့သူဖြစ်ပါတယ်။ ဒါတည်းမကသေးပါဘူးသူ့မယားဆိုရင်လည်းထင်ရှားကြော်ကြသူတူဖြစ်ပြီးတော့1990ခုနှစ်မှာ မော်ဒယ်တစ်ယောက်ဖြစ်တဲ့ကင်ဆောင်ဂျင်မဲဖြစ်ပါရင်မော်ဒယ်လောကနဲ့ပတ်သက်တဲ့စုများစွာကိုရရှိခဲ့ပြီးတော့ထိတ်တန်းမော်ဒယ်တူအဖြစ်ရည်တည်ခဲ့ပေမဲ့မိသားစုကိုအာရုံစိုက်ဖို့အနုပညာအလုပ်တွေကိုရည်နာခဲ့ပါရင်ညီဖြစ်သူခြားချောင်းဦးကလည်းမော်ဒယ်နဲ့တရုပ်ဆောင်တူဖြစ်တဲ့အပြင်2018ခုနှစ်ကလေးကမော်ဒယ်ဘဝကိုစတင်ခဲ့ပြီးတော့2025ခုနှစ်ရဲ့ BL Drama Secret Relationship မှာပါ ဝင်တရုတ်ဆောင်ထားတဲ့အပြင်အခုဆိုရင်တော့တရားဝင်တရုတ်ဆောင်အလုပ်ကိုစတင်ပြုလုပ်နေပြီပဲဖြစ်ပါတယ်ဗီဒီယိုလေးအစုံနှိမ့်လိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်